မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်ဒီဇင်ဘာလတလဆာဗုဒ္ဓဖူးရာဟုသာသမိတွေအတွက်တလဆာဟောစနန်းကိုဆရာကဟောကြားပေးมาဖြစ်တဲ့အတွက်ဥစွာပထမဗုဒ္ဓဖူးရာဟုသာသမိမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆရာကဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေများ2025ခုနှစ်အခုဆိုရင်ပြက်ကြိန်တစ်ခုရဲ့နောက်ဆုံးလကိုရောက်လာပြီဒီပြက်ကြိန်တစ်ခုရဲ့နောက်ဆုံးလဆရာငယ်ရဲ့မွေးလမှာ မိတ်ဆွေတို့ ကံရှင်နေရာရောဒီနှစ်ရဲ့အချင်းမိတ်ဆွေတို့ဘလို့ရှိလဲဆိုတာသုံးသပ်ရေးပြပါပါဦးလို့ပြောရင်းနဲ့ဗုဒ္ဓဖူးရောက်သာသမီတွေအတွက်စတင်လိုက်ကြရအောင်ခင်ဗျာနရောင်နဆတ်၅ခုနှစ်၁၂လပိုင်းအတွက်ဗုဒ္ဓဖူးရောက်သာသမီမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်းထဲမှာလက်ရှိမှာအရာရာကိုတခြားဝပြိုလဲပြည့်စည်ခြင်းနဲ့စိတ်တွေဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ရတော့မယ်ကိစ္စတစ်ခုခုကိုမလုပ်ရှင်မဲ့လုံးရတော့မယ်ဖြစ်ရှင်တဲ့အရာတွေကိုဖြစ်လာပါလာပါမလားဆိုတဲ့စိုးရိမ်စိတ်တွေတိမ်ငယ်စိတ်တွေများစွာဝင်နေပြီးတော့အာဖြစ်ရှင်ရဖြစ်ွားဆိုပြီးတော့တုံးတိုက်တိုက်ကြခိုက်ခိုက်တစ်ခုခုကိုရအောင် လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးတွေများစွာစဉ်းစားတွေးခေါ်နေတော့လာဖြစ်ပါလေဒါပြင်မိတ်ဆွေကိုတစ်ခုရအောင်တာသမီးတွေဒီတလတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကအဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေ ထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကုမတုံးခဲအမရောမဘယ်ရောက်မှကယူမဆိုင်ဖြစ်နေမိမိရဲ့ဖြစ်ချင်တဲ့စိတ်ဖြွင့်လို့တဲ့စိတ်ကို များစွာကြိုးစားရင်အင်မတန်အားသာကောင်းမွန်ပြီးတော့ခံကောင်းစေတဲ့လဖြစ်ပြီးတော့စိုင်းမုံတင်ခြင်းအမိပေးခြင်းတင်ပေါ်ခြင်းဆိုရှယ်မီဒီယာပလူတန်ဆာအဆရှိတဲ့အရာလေးတွေလူသိထင်ရှားကြော်ကြားတဲ့အလုပ်တွေအများနဲ့ပတ်သက်ရင်အဆိုးပင်ဖြစ်ဖြစ်အကောင်းပင်ဖြစ်ဖြစ်ကြော်ကြားတတ်တော်လဖြစ်တတ်တဲ့အတွက်တော့ဒုံဖိတ်ပေါ့နော်ကြောက်ရွံ့စရာမလိုဘူးစိုးရိမ်စရာမလိုပဲねကိုကိုကိုတစည်းချင်းမှန်မှန်ရှရင်ဖြစ်ရှင်တဲ့အရာကိုကျင်းတည်ဥတီချက်ကိုရဲဝန်းနဲ့ဆုံးပြထားရင်ကျင်းတည်အောင်မြင်ခြင်းနဲ့ တိုးတက်ခြင်းတွေအဆုံးသတ်မှာရရှိမလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီတလတာတော်တွင်မှာမိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးများကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့အတွေးနည်းနည်းလွန်နေတာမျိုးလေးတွေအိမ်မပြောတာမျိုးလေးတွေဖြစ်အပ်တတ်တယ်အထူးသဖြင့်သွေးနဲ့ပတ်သက်ပြီးတော့သွေးတိုးသွေးတက်ရှိတဲ့မိတ်ဆွေများအသွေးသားနဲ့ပတ်သက်ပြီးသွေးတိုးတွေးတက်တာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာကိုမပါရင်မပြီးတာမျိုးထပ် ကိုဝင်ပါလိုက်ခါမှာပြဿနာတွေပိုလာတာမျိုးတွေကိုကတခုငကိုကတော့အကောင်ကိုကဝင်ပြီးတော့ပြောဆိုလိုက်ခါမှာကို့အမားဆိုပြီးတော့ဝိုင်းပြီးတော့အပြစ်ပုံချတာမျိုးတွေကြုံရတတ်တယ်လို့ညီကိုမောင်နှမကိစ္စလေးတွေကြောင့်ခေါင်းကိုက်ရတာမျိုးစိတ်ဆိုးရတာမျိုးစိတ်ညရတာမျိုးတွေအနှဲငယ်လရဲ့အစာမှာကြုံတွေ့ရတတ်သောကာလအပိုင်းခြားဖြစ်ပြီးတော့ဒီဇင်ဘာ6ရက်နေ့ကျော်ရင်တော့အစိုးအညံ့တွေဟာဗုဒ္ဓဘုရားအသံတမိတွေအတွက်ကြော်လွန်ကောင်းမှုပြီးတော့ ကံကောင်းမှုတွေကျင်းသည်ရရှိပြီးတော့စိတ်ချမ်းသာစရာတွေကျင်းသည်ရရှိလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့ဒီဇင်ဘာ1 to 8ကိုတော့တတိပြုစင်ရံလိုပါကြောင်းနေဘာကိုဖြစ်ဖြစ်အမှန်တရားပဲဖြစ်ဖြစ်မှားတာပဲဖြစ်ဖြစ်လိုက်လံဖြည့်ရှင်းနေရှင်းလေရှုပ်နေဖြစ်တတ်တဲ့အတွက် don't care view site မနေပဲနဲ့ကိုယ့်ရဲ့ဥတီချက်ကိုတွားပြီးတော့လှုပ်ဆောင်တာပုံမူကောင်းမှုပြီးတော့အဲ့ဒီနောက်မှာတော့ဒီဇင်ဘာ9 30ကြာရင်စတင်ပြီးတော့နောက်လကုန်တဲ့အထိကိုနှစ်ကုန်တဲ့အထိကိုကောင်းမှုပြီးကံကောင်းမှုတွေရရှိမှာအတိအကျပဲဖြစ်ကြောင်းဆရာပြောရပါတယ်။ကောင်းပြီ မိတ်ဆွေတို့လက်ရှိမိတ်ဆွေတို့ရဲ့အဲလက်ရှိကံကူကအစိုးနဲ့အကောင့်နဲ့ဒွန်တွဲနေတာဖြစ်တယ်လို့အဲလရဲ့အစာကိုတော့တတိထားဆင်ခြင်ပေးရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေငွေကြေး ငွေကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးငွေကြီးနဲ့ပတ်သက်ရင်မိမိလောက်ရင်လောက်တလောက်အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့လက်လွန်ထားတဲ့ငွေကြီးတွေပြန်လဲရရှိတာမျိုးနယ်ဝေးနယ်ခြားဘာသာအဝေးတနေရာကနေပြီးတော့ငွေကြီးဝင်လာတာမျိုးမထင်မဖဲနဲ့ပုံကိုယ်ဆက်ပဋ္ဌာန်းဆက်တွေရဲ့အကူအညီတွေရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့မိစေတို့တွေနဲ့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်လည်းဘာမှမစိုးကိုကိုယ်တိုင်အမိခံလို့ချင်းဥဆောင်လို့ချင်းတွေကအောင်မြင်တိုးတက်ပြီးတော့လက်လွန်ထားတဲ့ငွေကြီးတွေမှာဆိုရင်လည်းကိုကိုယ်တိုင်ပြောဆိုတာမျိုးလေးတွေကအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိတတ်တဲ့ကာလပိုင်းခြားဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက် လို့အလုံးနဲ့ပတ်သက်ရင်လည်းအလုံးရှာနေသူတွေအလုံးတည်းရရှိနေနိုင်သောကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါလုံမဲ့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းဘာလို့မဆိုတိုးရှက်လှုပ်ဆောင်ခြင်းတွေဟာအသာပြီးတော့တိုးတက်ကောင်းမွန်ခြင်းတွေကံကောင်းခြင်းတွေရရှိမဲ့ကာလအပိုင်းခြားဖြစ်ပြီးတော့ဘာလို့ဖြစ်ဖြစ်အထက်လူကြီးရဲ့ကြီးကဲတွေရဲ့အကူအညီထောက်ကူကိုအနှင်းငယ်ရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ကုသရန်ရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်စားသောက်ကုန်လုပ်ငန်းတွေစံစီစေးစား စက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်အထက်လိပ်လုပ်ငန်းတွေ TT ဖနက် online social media နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့ကွန်းလို့ချမ်းတို့ကားတို့ကွန်ပျူတာတို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်လည်းဘာလို့ဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းမှုတွေရရှိမဲ့ကာလအပိုင်းခြားဖြစ်ပါတယ် OA ရှံမီဝယ်လို့တဲ့မိတ်ဆွေတို့တို့ရအောင်သတ်သမီးများ ိုးဝိရှံပြီးဝဲချင်းဆောက်ချင်းပြောင်းချင်းရောင်းချင်းကောင်းချင်းအဆရှိတာကြိုက်တာလို့ခြေတို့ဆောင်ရပြီးတော့လှုပ်ဆောင် အားသာကောင်းမှုတို့တက်ပြီးတော့ကန်ကောင်းပြီးတော့ဓာတ်စီဒီဇယ်ဒေါ်လာစီရွှေစည်အဆရှိတဲ့အရာမျိုးတွေမှာလည်းလက်ဆောင်ရတာမျိုးတွေအကူအညီရတာမျိုးတွေဒီလုပ်ငန်းတွေကိုခြေတို့လှုပ်ဆောင်ဆောင်နိုင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေဟာဂျင်းတွေရရှိမှာတော့အသေးချာပဲဖြစ်ကြောင်းဆရာကရေရေကြီးပြောရဲပါတယ် ထို့အပြင်ဒီလာတာတော်တွင်မှာဆိုရင်ယာရုလုပ်ငန်းကိုင်ကန်းနဲ့ပတ်သက်ပြီးယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံမတက်တဲ့မထင်မဖက်ခရီးထွက်ရတာမျိုးတွေခရီးသွားရတာမျိုးတွေအထောက်အကူကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးတွေနဲ့ဒီရက်၁၂လပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြီးနဲ့ပတ်သက်လာရင်လည်းနေချဘာသာချာလူမျိုးချာတွေရဲ့အကူအညီကိုရရှိတတ်တယ်။ငကောက passport လုပ်ငန်း၊ visa လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ချိတ်တူဆောင်ရွက်လုပ်ဆောင်လို့ရတဲ့မိတ်ဆွေများချိတ်တူဆောင်ရွက်လုပ်ဆောင်မှာ passport ကိစ္စ၊ visa ကိစ္စ ပြီးပရဝေခရီးသွားနဲ့ပတ်သက်သောကိစ္စတွေအဲဟိုချိတ်လို့ဆောင်ရလွတ်ဆောင်လို့ကောင်းတယ်တို့တော့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးလေးဒီမှာတော့တတိထားစင်ဒီမှာပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမစိုးအနှဲငယ်လေးအယုံကံရတတ်သောကာလဖြစ်တဲ့အတွက်ပညာရေးကံလေးဒီမှာနည်းနည်းလေးညံ့နေတဲ့အပိုင်းရှားလေးဒီမှာတွေ့ရတယ်ပညာရေးကံနဲ့ပတ်သက်ရင်တော့အနှဲငယ်လေး ။အိုးစိုးရိမ်စရာဖြစ်ရမယ့်ကာလစိတ်ပန်းလူပန်းမိမိဖြစ်နေတာတစ်ခုဖြစ်နေတာတစ်ခုဆိုပြီးတော့ဒီလိုနှစ်ခုတွန်တွဲနေတော့ကာလပိုင်းခြားလေးဖြစ်တတ်တဲ့အတွက်မိတ်ဆွေပုံတစ်ခုရအောင်သာသမီတွေအနေနဲ့ဒီချက်လေးတွေကိုတော့တတိချဆင်ခြင်ပေးရအတွက်တော့လိုအပ်တော့လားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစေ။ထို့ပြင်အိမ်တွင်းရေးကိစ္စလေးတွေမှာမိသားစုကိစ္စလေးတွေမှာနည်းနည်းလေးအနှဲငယ်စိတ်ညစ်ရတာမျိုးလေးတွေအိမ်တွင်းရေးကိစ္စလေးတွေနဲ့ပတ်သက်လို့မိသားစုကိစ္စလေးတွေနဲ့ပတ်သက်လာရင်အနှဲငယ်လေးနားလည်မှုလွဲနေတာမျိုးကိုက ဟိုကိုကအကောင်းမြင်မယ်ကိုကိုအကောင်းမမြင်နေတာမျိုးမကြည်နေတာမျိုးတန်တရားစိတ်တွေနဲ့ကြည်နေတာမျိုးဒါမျိုးကြီးကြုံရတက်တဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အိမ်ရင်းကိစ္စမိသားစုရေးကိစ္စတွေမှာဆိုကိုကူညီဝင်ပါနိုင်ကူညီပေးလိုက်ပါမကူညီဝင်မပါနိုင်ကိုကစိတ်စိတ်ကလေးနေတာဟာအဖြေကောင်းဖြစ်ပြီးတော့ခါမဟုတ်သူတို့ဟာသူတို့ငင်းခုန်နေတော့ကိုကဝင်ပြောလိုက်တာမှကို့အမှားဖြစ်တာမျိုးကြုံရတက်တဲ့အတွက်တော့မိသားစုရေးကိစ္စအိမ်ရင်းကိစ္စတွေမှာအိမ်အတွင်းရေးဆိုတဲ့အတိုင်းအိမ်တွင်းထဲမှာထားတာပုံမှုကောင်းမှုပြီးတော့ ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့နေနဲ့စက်ပစ္စည်းရင်ပျောက်တတ်တာမျိုးတွေကြုံရတတ်ပါတယ်တတိထားစင်ရင်ပြီးဖို့လိုအပ်ပါတယ်စာချုပ်စာနှံကိစ္စတွေတတိထားစင်ရင်ဆောင်ရွက်ပါစေတနာနဲ့ပြောတဲ့ကိစ္စတွေမှာဝေဒနာဖြစ်ရတာမျိုးတွေကိုယ့်ကိုအထင်လွဲနှားလွဲမှုတွေလာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မလိုအပ်ရင်စကားအများကြီးပြောတာဟာအမှားအများကြီးပါတတ်တော့လာဖြစ်ပြီးတော့နည်းနည်းလေးချော့ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒါအပြင်မိတ်ဆွေကိုတခုရအောင်သာသမီတွေအနေနဲ့အဲ မိတ်ဆွေတို့ဒီလာတာတို့အတွင်းမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အရေးပြားနဲ့ပတ်သက်တာမျိုးရားနာတာမျိုးတွေဒီကျမ်းမာရေးနဲ့ပတ်သက်လာရင်လည်းယာဒီအပူပြောင်းကာလာလေးတွေကြောင့်အနှင်းငယ်ချူချာတက်တော့ကာလာပိုင်ချဖြစ်တာလွင်တော့ကျန်တာဆိုရင်စရာမလိုပါဘူးဒီကာလမှာအလုတ်တစ်ကိစ္စလုပ်ငန်းတစ်ကိစ္စလေးတွေထပ်လုပ်ငန်းဟောင်းမိတ်ဆွေဟောင်းနေနဲ့ပတ်သက်ပြီးတော့စကားပြောရင်တတိထားပြောပါစင်ပြင်ပြောပါဖြစ်နိုင်ရင်မလိုအပ်ဖြစ်နေအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာစကားနဲ့နဲ့ထိထိရောက်ရောက် တိတိကျကျလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုပြီးတော့မလိုအပ်တဲ့စကားအများကြီးပြောရင်အမားအများကြီးပါတတော်လှဖြစ်ပြီးတော့နားလည်မှုလွဲတာမျိုးတွေဖြစ်ရတာမျိုးအယိုးစွတ်ခံရတာမျိုးတွေဆွဆွဲခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အဲဒါလေးတွေကိုတတိပြုစင်ရှင်မှာစေတနာတွေမပူပါနဲ့ဝေဒနာဖြစ်ရတတ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ ။အိုးအိမ်ချမ်းပြီးဝဲလုံးသူတွေခြေတို့ဆောင်ရပါရောင်းလုံးသူတွေခြေတို့ဆောင်ရပါ။ငဘူကယာရုကိစ္စလုပ်ငန်းကိစ္စယာရုတိုးဖို့ယာရုတက်ဖို့လှောက်ဆောင်နေတဲ့မိတ်ဆွေများတကယ်ကိုကျင်းတည်ယာရုတိုးခြင်းယာရုတက်ခြင်းတွေကြုံရတတ်လို့အိုးအိမ်ချမ်းပြီးပိုင်ဆိုင်ရာခြင်းမျိုးတွေအိုးအိမ်ချမ်းပြီးနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုတွေရရှိတတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစေ။အဲလူငယ်တွေအခြေရင်းနဲ့ပတ်သက်လာရင်တော့ကြီးစားလဲရချစ်သူလဲရဖြစ်တတ်တယ်လို့ဆံကောလက်ကောအာသာကောင်းမှုပြီးတော့တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းလဲနဲ့ခကြီးထွက်ကမှပူဇာပတ်ပေါ်တာမျိုးတွေ ခကြီးထွက်ကမှအဲကြီးစားတက်ရတာမျိုးတွေအရှိတက်ရတာမျိုးတွေအိမ်တော်ဘက်ဖူးစာဘက်ပေါ်တတ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်လည်းငကူကဝေးကွာနေတော့အိမ်တော်ရှင်များဖို့ပြန်လဲစုံစည်းရတာမျိုးတွေပြန်လဲပေါ့ရတာမျိုးတွေဂျုံအားတက်ပြီးတဲ့အခါမိတ်ဆွေအိမ်တော်ကြီးနဲ့ပတ်သက်လာရင်ငကူကနားလဲမှုလွဲနေတယ်မိတ်ဆွေတွေတော့ဒီကာလမှာနားလဲမှုရှိအောင်ရှေ့တို့ဆောင်ရွက်ပြီးတော့တဦးနဲ့တို့တယောက်နဲ့တယောက်တိုင်းတိုင်းမင်းမင်းညင်နေနိုင်နိုင်လို့ရင်အာသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ် ငကူကအချုပ်အနှောင်ဖြစ်နေတော့ဗုဒ္ဓဘုရားဥဒါသမီးများအနေနဲ့တတိပြန်လဲလွတ်မြောက်လာတာမျိုးတွေလွတ်မြောက်လာမဲ့တဲ့င်းတွေကြားရတာမျိုးတွေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲပြီးတော့ပျောက်သောသူချလင်တွေ့မဲ့လာဖြစ်ကြောင်းထထောင်ပြောကြလိုက်ပါရစေခင်ဗျာထို့အပြင်ဗုဒ္ဓဘုရားဥဒါသမီးမိတ်ဆွေတွေဒီလာတာတော့တွေ့မှာဆိုလို့ရှိရင်တော့အဲမိတ်ဆွေတို့ရဲ့နော်ဟိုဟိုကံဟာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီရန်အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်တဲ့အခါမှာတနင်္ဂနွေသားသမီးတို့စနေသားသမီးတို့နဲ့တွက်ခတ်လုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အသာကောင်းမှုပြီးတော့ကံကောင်းစီသောကာလပိုင်းရှားဖြစ်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်ရင်လည်းစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့လက်ရှိရှိနေတဲ့နေရာနေပြီးတော့ပညာရေးနဲ့ပတ်သက်တင်ယူခြင်းစိတ်အားနည်းနေသောလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါစီညီကိုမောင်နှမကိစ္စလေးတွေဆွေမျိုးသားချင်းကိစ္စလေးတွေလို့အနည်းငယ်လေးစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တဲ့ထို့အပြင်မိတ်ဆွေတို့နဲ့ဘာကိုဖြစ်ဖြစ် အဲဖြစ်နိုင်လို့ရှိရင်စကားနဲ့နဲ့နဲ့အများကြီးလောက်တာပုံမှုပြီးတော့ကောင်းမှုပြီးတော့ကံကောင်းစီတော့ကာလာဖြစ်ပြီးတော့ရည်ရွယ်ချက်ဥတီချက်တွေကိုတာကတ်ကိုရရထားပြီးတော့ရရဆောင်ရရင်အောင်မြင်တိုးတက်မှုတွေကံကောင်းမှုတွေရရှိစီမှာအာတီကြပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီယာရုလုံမန်းကန်ကန်နဲ့ပတ်သက်ရင်ယာရုတိုးနိုင်တယ်ယာရုတက်နိုင်တယ်ထို့အပြင်မိတ်ဆွေတို့နဲ့နဲ့ယာရုတိုးခြင်းနဲ့ယာရုတက်ခြင်းနဲ့မထင်မဖဲနဲ့ပုံကိုယ်ကောင်းပဋ္ဌာန်းဆက်ကောင်းတွေအကူအညီတွေရရှိတတ်တယ်ရွှေလောက်ဝက်လက်စပဒံမြကြောက်နီလာအဆရှိတာမျိုးတွေဖယားဇေဒီတိမ်ပရမတ် အဆရှိတဲ့အရာမျိုးတွေအလူခံပုံကိုအဆရှိတာမျိုးတွေအဲလက်ဆောင်ပစ္စည်းဗန္နာရရှိတတ်တယ်လို့မိတ်ဆွေတို့ဒီလာတာတော်တွေမှာဆိုရင်တော့အဝေးတနေရာကဆွေမျိုးသားချင်းကောင်းနေချလူမျိုးချဘာသာချတွေရဲ့အကူအညီကောင်းထောက်ကမ်းကောင်းတွေကိုကျင်းသည်ရရှိတတ်တော်လာဖြစ်ကြောင်းထားလောင်းပြောကြားလိုက်ပါစီဒီလာတာတော်တွေမှာဗုဒ္ဓဘုရားတော်သမီးများအနေနဲ့အချိုးပေးစီတော်အရဟာတော့တောင်ဆုစုရဲ့ဖြစ်ပြီးတော့စန်းတီယာအရကတော့အနောက်တောင်တောင်ရဲ့ဖြစ်ပါတယ်ခင်ဗျာ ဗုဒ္ဓဘုရားတော်သမီးတွေဒီလာတာတော့တိမှာဆိုလို့ရှိရင်အကျိုးပေးကံကောင်းစီတော့အယောင်နေနဲ့ဆိုရင်တော့ခရမ်းရောင်လို့ခဲရောင်လို့အဝါရောင်လို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်တာအသေးချာပဲဖြစ်တယ်ဘုရားဘုရားသာသမိများဒီလာတာတော်တွေမှာဆိုအကျိုးပေးကံကောင်းစီတော့နေသားနေနေဆိုရင်တနင်္ဂနွေသာသမိတို့စနေသာသမိတို့နဲ့ပတ်သက်ပြီးတိုးတက်ကောင်းမှုပြီးတော့အကြံဉာဏ်ကောင်းတွေရရှိတတ်တော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဒီလာတာတော်တွေမှာဘာကိုမဆို မင်းစီတို့အနေနဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်တော့မင်းစီတို့အနေနဲ့တတိထဆင်ခြင်ပြရမှာကတော့နည်းနည်းလေးအတွေးမလွန်ပါနဲ့ဗဇက်ကဖျားလက်ကကာယဖြစ်တတ်ပါတယ်အရေးကြီးသောကိစ္စတွေလှုပ်ဆောင်တဲ့အခါပြုမှုဆောင်ရွက်တဲ့အခါမှာကံကောင်းစီရန်အတွက်မိမိအိမ်ကမျက်စွာဖျားမှာတောက်တော်ရင်အေးအေးလေးနှောက်ခတ်ကိုတူပြီးတော့လိုရာဆူတောင်းပြီးတော့တွားရင်မိမိတို့ရဲ့အလိုဆန္ဒပြည့်ဝသွားမှာအသေးကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မင်းစီတို့ဒီတလတာဟာဘာကိုပဲဖြစ်ဖြစ်စိုးစိုးညံ့ညံ့ ညံ့တဲ့အရာတွေမှန်သမျှကိုထားခဲ့လိုက်တော့ကျွန်တော်အခုပြက်ကလေးတစ်ခုရဲ့နောက်ဆုံးနှစ်ကိုရောက်ပြီဆိုတော့2026ခုနှစ်ကိုမကြခင်ရောက်ရှိလာတော့မယ်အဲဆရာဆိုလို့ရှိရင်12လပိုင်း31ခါဆရာရဲ့မွေးနေ့ဆိုတော့အဲလက်ဆောင်တွေ pre order လက်ခံနေပြီဟာဆိုတော့ကောင်းပြီဝရုဥရသမီးမိတ်ဆွေတို့ဒီတလကတော်တွေမှာပြက်ကလေးတစ်ခုရဲ့နောက်ဆုံးလာမှာတော့အစိုးညံ့တွေကိုကုံစီအောင်လို့ဇာငယ်နားမှာအမေပြန်တဲ့ရေတရားလေးဆရာပြက်ကလေးရေတရားလေးပြန်တင်ပေးပါမယ်ခင်ဗျာ တို့အပြင်ပြန်လဲရိုက်ပြပါမယ်တချို့မသိရင်လဲရိုက်ချပါတချို့မိတ်ဆွေဟောင်းနေရတော့တိမယ်ဆိုတော့ဆရာထူး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 မပြောတော့ဘူးအဲ့တော့2026 2026ပေါင်းချင်းတက်စဲညမဂလော်ဂျီရဆိုရင်တက်ကနန်းတက်ကနန်းဟာစတင်ခြင်းလို့ခေါ်တယ်တာရော့မှာမက်ဂျစ်စီယံမက်ဂျစ်စီယံဆိုတဲ့အတိုင်းပဲစတင်ခြင်းနေမူရှာအောင်ရမယ်ဆိုပြီးတွေးပြီးတော့2026ငါတက်နေလုံးရဲ့အစိုးညံတွေကိုဒီလမှာအစုံတက်လိုက်တော့ရက်လိုက်တော့အညံ့နေမကောင်းမှုတင်တာတွေကိုဖြတ်လိုက်တော့အစိုးတွေကိုထားခဲ့ပြီးတော့ ပယ်ဖြတ်ပြီးတော့2026ကိုကောင်းတာနေနဲ့တူသွားမယ်ဇာငင်နဲ့တူ2026ကိုကောင်းတာနေနဲ့တူစတင်ပြီးတော့ဆုံးဖြတ်ချက်ကောင်းဒစစ်ချီကောင်းလုပ်ငန်းကောင်းအလုပ်ကောင်းတွေကိုစတင်ပြီးတော့တော့မဂျူရီပါပါဂျူရီအားလုံးထားခဲ့ပြီးတော့ကောင်းမွန်ခြင်းနဲ့အေဂျင့်ချင်းတွေအားလုံးကို2026မှာဇာတို့အတူဇာကတော့ရက်ဆောင်နေပြီ မိတ်ဆွေတို့အတွက်ပဲကြံတော့တယ်ကဲကံကောင်းခြင်းနဲ့တူချိလာကိုဆက်သွယ်ရအောင်လို့ပြောရင်းနဲ့မိတ်ဆွေများဒီတလတာတို့တွေမှာအဆဆရရမိမိတို့ရဲ့ကံကောင်းစီတော့နံပါတ်ဟာတော့၄ကနန်း၈ကနန်း၃ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့ကနန်းဖြစ်ပါတယ်အကျိုးပေးကံကောင်းစေပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းဖတ်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုခေါင်းပြီးလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းဖတ်ပါစေရောင်းထွက်ပါစေဆိုထိတွေ့ရောင်းလိုက်ပါကအယောင်းဝယ်ကောင်းပြီးကံကောင်းစေမှာမှာ ပါဇက်ကဖရာလက်ကကာယဖြစ်တတ်တဲ့အတွက်ဘာသာတရားများများလို့ပါအထိတ်ချံအနေနဲ့ပြုလုပ်ခြင်းသမားဆိုရင်တော့မေတ္တာတုတ်တနည်းကို၉ခေါင်လုံးနဲ့၁၂ရက်တည်းအထိတ်ချံပြုပါဒါအပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရကံကောင်းစီရန်ပတိစိတ်လို့တဲ့မိတ်ဆွေများကတော့အရဟံတိတ်ထိဘဂဝါအောင်ဆိုသောပတိကိုစိတ်ချင်းဖြင့်အစိုးဉဏ်နဲ့ပြပြောက်ကံကောင်းစီမှာပါရေရာမပေးမိမှာဇယံငယ်နာမှာ၂၆ခုနှစ်အတွက်တနည်းစာမိတ်ဆွေတို့ရဲ့ ဒီတံမူလဇာတာနဲ့မွေးလေးခုနှစ်တည်းတေချာတူးချင်းစီတွက်လို့တပါဆိုရင်တော့ဆက်စီမှာကြိုတင်စရင်တော့ပေးလို့ရပါပြီခင်ဗျအဲမနစ်ကမရတဲ့မိတ်ဆွေတွေအတွက်တော့ဆရာဦးစားပေးပြီးတော့တွက်ပေးပါမယ်အကြံနဲ့မိတ်ဆွေတွေကတော့ရချင်းမရချင်းကိုဆရာပြန်လှည့်ပြီးတော့ဆက်သွယ်ပေးပါမယ်ခင်ဗျ2026တော့ဖြစ်နိုင်ရင်တော့အိမ်ကအိမ်ကိုရောက်မှာပါဆရာလက်ဆောင်လေးတွေထည့်ပေးစရာလေးတွေဖြစ်ရှိပါတယ်ဒါအပြင်ဒီတစ်နှစ်ထဲမှာ2026ခုနှစ်တော့တနစ်စာဟောစာမှာမှာယူတဲ့မိတ်ဆွေများကျွန်တော်ကြံအတွက်တော့ တီကြံတဦးချင်းစီစစ်မပြီးတော့ပဲနဲ့တကြံအတွက်တော့နည်းနည်းလေးဆရာမှာအလုပ်လေးတွေများတဲ့အတွက်1388ရဲ့တနစ်စာဦးတော့မဟောကြောင်းနေဆရာ hostel ကြီးတွေနဲ့ဒီရာတွေပဲတကြံအတွက်ရိုက်တင်ပေးပါမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့2026အတွက်ထူးခြားတာကတနစ်စာ hostel မာယူတဲ့မိတ်ဆွေများအတွက်ကတော့တသက်စာမိတ်ဆွေတို့ရဲ့မူလစာတသက်စာမှာအကျိုးပေးတဲ့အရာတွေဗလံဘာညာတွေအားလုံးအပြည့်စုံကိုဆရာတသက်တာကို hostel ကိုအချိန်ပြည့်ရေးထားပေးပါကြောင်းနဲ့ ်မနစ်ကမရတဲ့မိတ်ဆွေတွေဆရာရှင်မှာ0939293926 7902291 4 1 6ဟိုအပ် Telegram မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ TikTok Messenger မှာဧည့်သည်လက်မှတ်ကြောင်းပြောရင်းနဲ့ကဲဗုဒ္ဓဘုရားဥသာသမီးမိတ်ဆွေတွေအဆက်ဆက်ရာအစင်မီအောင်မြင်တိုးတက်စီပြီးတော့ပြုလုပ်ရမယ်ရတရားအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေဗုဒ္ဓဘုရားဥသာသမီးများခင်ဗျာငွေကြီးအစင်မီစီပြီးတော့အဆက်ဆက်ရာကံကောင်းစီရန်တို့မိတ်ဆွေတို့ရဲ့ကံတာတွေတိုးတက်ပြီးကံကောင်းစီရန်တို့ပြုလုပ်ရမယ်ရတရားအနေနဲ့ဆိုရင်တော့ဖြင့်လူသုံးမျိုးကို ဒါနကုသိုလ်ပြုပါမယ်ဘလို့လူသုံးမျိုးကိုလဲဆိုတော့မိစေတို့အနေနဲ့မိမိတို့အနေနဲ့မိမိတို့ရဲ့တော့ဟိုပါဝင်ကျင်မာပဲဖြစ်ဖြစ်မတူညီတဲ့လူသုံးမျိုးကိုထက်အသက်ကြီးသောသူတို့မဟုတ်ရင်ဖုန်ကြီးယဟန်ဟိုတမျိုးတို့မဟုတ်လို့ချင်းပုံကတော့မိမိနဲ့အထအသက်ကြီးသူကိုတမျိုးမိမိထရှုတ်တဲ့သူကိုတမျိုးဆိုပြီးလူသုံးမျိုးပါဖုန်ကြီးယဟန်ကိုထက်အသက်အရည်ကြီးသောသူကိုထက်ငယ်ငယ်ပြီးတော့ရှုတ်တဲ့သူတွေကိုသုံးမျိုးကိုမိတ်ဆွေတို့အနေနဲ့ဘာလူရမလဲဆိုတော့ မိတ်ဆွေတို့ရဲ့ငွေကြေးကံအထောက်အကူရရှိစေရန်အတွက်စံအနှဲငယ်သို့မဟုတ်မိမိတက်နိုင်တာလေး၃မျိုးခွဲပြီးတော့တရားထဲလူပေးရပါမယ်။ပြီးရအခါအဆက်ဆက်ရေးရအထောက်အကူရရှိစေဖို့အတွက်ထပ်တူအကျိုးပြုပြီးတော့ကံကောင်းပါစေဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့မိတ်ဆွေတို့အနေနဲ့မိမိတို့အဲ့ဒီနေပါပဲเนาะအခက်အခဲတွေပြေပြောက်သွားစေရန်အတွက်မိမိအိမ်ကမျက်စွာဖေးရမှာပဲတောက်ရည်၃ခွက်စုံသုံးခွက်သုံးခွက်လှူပြီးတော့မိတ်ဆွေတို့ရဲ့အိမ်မှာမျက်စွာပြားမှာဆူတောင်းပါခင်ဗျာဒေချာပါတဲ့ဘာလဲမပြောတော့ဘူး၁၂လပိုင်းအတွင်းမှာ အဆက်ဆက်ရရအောင်မြင်စင်ပြေတိုးတက်ပြီးတော့ကံကောင်းလာမှအတေးရပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ဗုဒ္ဓဘုရားတာသမီမိတ်ဆွေတွေ2025ခုနှစ်ဆန်လာပိုင်းအတွင်းမှာဘာကိုပဲဆွဆူဘာကိုပဲညံ့ညံ့ဒုံခဲ2026မှာဆရာတော်ဆောင်နေပြီမိတ်ဆွေတို့လိုက်ခဲ့ပါတော့ကံစိုးမှုတွေအညံ့တွေအဆိုးတွေကိုထားခဲ့ပြီးတော့2026ကိုသွားကြအောင်လို့ပြောရင်းနဲ့ဗုဒ္ဓဘုရားတာသမီမိတ်ဆွေတွေဒီ2025ပိုင်းဟုတ်လားနောက်ဆုံး2025ရဲ့ဆန်လာပိုင်းအတွင်းမှာကန်စာတာ ကောင်းမှုမှုတွေရရှိပြီးတော့2026ကိုလည်းကံကောင်းခြင်းတွေအတူရရှိအောင်တည်ဆောင်သွားနိုင်ကြပါစေတည်ဆောင်သွားနိုင်ကြပါစေကြောင်းပြောရင်အောင်မြင်မှုအပေါင်းတရကိုစောင့်ကြပါစေခင်ဗျာကြာစာပရိမာပြန်ပြီးတော့အခါပေးရအောင်ခင်ဗျာဒါပါပဲခင်ဗျာ